တော့မဆိုရပြမှာဖိုးထောင်တယောက်ရှိတယ်တဲ့လူငယ်အသက်20လောက်ရှိပြီမိဘများလည်းမရှိဆင်းရဲလိုက်တာလည်းအင်ဂျီဝတ်ဆရာမရှိဘူးပစိုးစုပ်ခလေးနဲ့ခါမှာဓမ္မတော်လေးတစ်ချောင်းပဲသူပိုင်တယ်ဟိုးရွာထက်ကအကျော်တဲ့ဒုံမြရင်တဲ့အကျော်တဲ့ကြီးစီမှာသွားပြီးအကျော်ဘိုလ်လေးထဲမှာအိပ်ရပဲလို့ထင်းလေးတွေဒါခလေးတွေခုတ်ခုတ်ပြီးတော့မှဒုံမြရင်ကိုသွင်းရတယ်၃စီးဆိုရင်တစ်စီးနှစ်ကြက်ဆိုတော့၆ကြက်ရတယ်ဒုံမြရင်ကအကျော်လေးတစ်ဖက်နဲ့ထမင်းညာလေးတစ်ခဲမနဲ့ကျွေးတာလေးစား ညနေကျွေးတာလေးစားနောက်တစ်နေ့ပဲလှုပ်ထင်းလေးတွေသွားဖုတ်ဓမြရင်ကိုပေးဓမြရင်ကနှစ်ချက်နဲ့ဈေးဖြတ်ထမင်းကလေးနဲ့အကျော်ချမ်းအကျန်ကျန်တာလေးနဲ့ဖိုးထောင်ဒီလိုကြီးရတယ်ဘာစားမှလည်းမတောက်ဘာမှလည်းမသိတနေ့တော့ရွာနီးမှာထင်းလေးတွေကုန်ပြီဆိုတော့ဟိုးဝေဝေစင်းစင်းညွညွစီဖိုးထောင်ကဓမရိုးလေးကင်ပြီးသွားတောကြီးမှာသုံးလေးမိုင်ဝေးတဲ့အဝေးရောက်တော့တစ်ပင်တစ်ပင်သွားတွေ့ထွာဆိုင်လောက်ဟာဖြောင်းတစ်ပင်ကလည်းထီးလိုပဲဖြောင်း ငါခါတိုင်းခုတ်နေတဲ့ပဲလောက်ထင်းလေးတွေလောက်ကလေးတွေအခုဒီပင်ကမြတ်စွာဘုရားဖြောင့်တန်းနေပါလားဘာပဲများလိမ့်ဘာပဲမဖြစ်ဖြစ်ခုတ်လိုက်လို့ရှိရင်ထင်းနေအစီအများကြီးရမယ်ပတ်စံလည်းအများကြီးရမယ်ဒါပဲသိရဲ့ခါဓမ္မရိုးလေးထုတ်ပြီးအပင်ကြီးသုံးလေးချက်ခုတ်အနာယူနီဖောင်းနဲ့လူတယောက်ချက်ချင်းရမလားတတော်ဦးစီးတဲ့ရေးထားအမမကိုလူမင်းတဘာဟုတ်တာတော့သစ်ပင်ခုတ်တာပေါ့ သိမင်ခုတ်တာငါမြင်သားပဲကွာ။အော်ဆရာကြီးမြင်တာဘာလို့မေးနေလို့။ဖက်တဲ့ကောင်ပဲစကားလေးနဲ့အောင်ပြောတာမင်းပြဿနာတက်တော့မှာပဲ။မင်းဒါဘာပဲမှတ်နေတော့မသိပါဘူးခင်ဗျာကျွန်တော်ဘဝမှာတစ်ခါမှလည်းမြင်ဘူးပါဘူး။ကျွန်တော်တော့နတ်ပင်ထင်တာပဲ။အင်မတန်ရည်ကြည့်တဲ့ပင်မင်းပြဿနာလုပ်နေပြီ။မင်းဘယ်ရွာကလဲတောမှာပါခင်ဗျာ။ဟိုးပြပြကမင်းနာမည်ဖိုးထောင်ဖိုးထောင်တောမှာဟုတ်ပြီ။ပြဿနာပဲမင်းတော့ဒါ ။ဘာပဲနဲ့သိလားမသိပါဘူးခင်ဗျာ။ Botanical science ရုပ်ခသိပ္ပံနဲ့ဆိုရင် Tectona grandis Lin F လို့ခေါ်တယ်။သင်္ဍန်းကဆင်းလာကစား။တဲ့နားဆင်းလာစားရဲလည်းမမေ့သေးတော့ဒီတော်သားကိုသွားပြီးတော့ရုပ်ခသိပ္ပံနဲ့ဆိုတက်တိုနာဂရန်ဒက်စ်လင်းအက်ဖလိုခရအင်္ဂလိပ်လိုကြ T E A K T I K ။အော်ဆရာကြီးမသိလို့မေးပါရစေ။မေးအင်္ဂလိပ်ပင်လားခင်ဗျာ။ဟာတို့တိုင်းပြည်ထဲပေါက်တာအင်္ဂလိပ်ပင်ဖြစ်ရမလားကွာ။အော်ဆရာကြီးမသိဘူးလေ။နှုတ်ဘာပင်လဲခင်ဗျာ။ကျွန်းပင်ဆရာကြီးရဲ့ငကောဗမာလူပြောရရသားနဲ့ဆရာကြီး။ဖြစ်တဲ့ကောင်ပဲလင်းနေအောင်ပြောတာမင်းတို့အင်္ဂလိပ်လိုညှက်မှမင်းတို့အထင်ကြီးတဲ့ကောင်တွေလင်းနေအောင်ပြောနေတာဟေးပြဿနာတက်တော့မှာပဲဟုတ်ကဲ့ဒီပင်ဘာလို့လဲခင်ဗျဒီပင်ခုမင်းခုတ်တာတလောက်2.90လောက်ဆောင်းဟောလောက်ဖြစ်တယ် အဲ့လောက်ဖြစ်တာကမှအောက်ကတို့ခုတ်ရတယ်ခုတ်ပြီးတင်းတက်ရတယ်စင်းနေအောင်ချချောင်းနေရနေပြီးတစ်စိတ်တွေပို့တစ်စိတ်ကနေရန်ကုန်စိတ်ကန်းကိုပို့နိုင်ငံခြားတင်တဲ့တင်ပေါ်ကြီးနဲ့တင်ရင် foreign exchange လို့ခေါ်တဲ့နိုင်ငံခြားငွေရတာ။ဩဆရာကြီးမသိလို့မေးပါရစေ။မေး။ဘာမှပတ်စံဘာဖြစ်လို့လဲခင်ဗျာ။ဒီကောင်ကပြဿနာပဲဒီကောင်က မင်းမသိရေးစင်းနေငါပြောတာနားထောင်ဒီပင်ကအရေးကြီးတော့ငါပြောနေတယ်နိုင်ငံတော်ကပိုင်တဲ့အပင်ခမရဘသူပိုင်နေနိုင်ငံတော်ကပိုင်တာနိုင်ငံတော်ဘာပါလဲခမရဘယ်သိမှလဲတော်တဲ့ကြီးရတဲ့အဝိဇ္ဇာနိုင်ငံတော်ဆိုတာအစိုးရမင်းများပိုင်တာပေါ့ကွာဆရာကြီးမသိလို့မေးပေးရစီမေးအစိုးရမင်းများရေလာလောင်းတာလေတခါမှမတွေ့ပါလားခမရ ထက်တဲ့ကောင်ပဲမင်းတော့နှမှုဖြစ်တော့မှာပဲအစိုးရမင်းများနဲ့တကွာတိုင်းသူပြည်သားအားလုံးကပိုင်တဲ့အပင်အမတန်ဖိုးတန်တဲ့အပင်ဩဒီအပင်မှာမှတ်တော့တရားဥပဒေပြဋ္ဌာန်းထားတယ်ကျွန်းတပင်ခုတ်ထောင်စင်နေခမရထောင်စင်နေကြတယ်ဒီအပင်တပင်ခုတ်ရဟာအဲ့ဒီတော့မှဖိုးထောင်ချွေးသီးချွေးပေါက်တွေကြသူကသူလည်းစဉ်းစားတယ်တယောက်တည်းဒီပင်ငါခုတ်မိလာတော့ပြဿနာတက်ပြီ တို့ရကตาဤလူသက်တာခုနှစ်နှစ်ကြာတယ်ကြာဘူးတယ်ဒီပင်က10နှစ်ဆိုငါဒီကောင်ပိုင်းရင်3နှစ်သက်တာမယ်ဟုတ်တယ်လေသူကလည်းသက်တာရသက်တာကြောင့်စဉ်းစားတာဘုရားသင်္นานကဆင်းတဲ့ပညာပေးဆရာကမသိဘူး ခါကဓမ္မလိုထုတ်ပြီးပိုင်းတော့သေရောနော်ဒါကြောင့်စင်ကာပူမှာပညာများပေးရင်ဝေးဝေးရပေးကြပါနော်